ဟုတ်စားထားတော့ကတော့လေဘယ်လိုပြောမလဲဒါကတပတ်မှတနားရီပဲတလာလုံးမှ၄နာရီလောက်ပဲတင်ရတာ။အဲဆိုတော့ကိုကအဲ့လိုပေးရတဲ့ငွေကြေးနဲ့လို့အဆင်ပြေပါမလားပေါ့။မသိဘူးမစဉ်းစားမိဘူးလေ။ဒါပေမဲ့နောက်တော့စဉ်းစားလိုက်တာကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်မှာကျတော့ကိုကအဲ့လိုမျိုးကလေးကိုဆိုတာအော်ရအောင်စေကလေးရဲ့ပြုမှုတွေကစကြမ်းပဲပေါ့နော်။ဒီမှာကျတော့ထားလိုက်တဲ့အချိန်ကျတော့ကိုကတပတ်မှတနားရီပဲအချိန်ပေးရတာဆိုပေမဲ့လေအဲ့တနားရီနဲ့မကတဲ့ပြုမှုလေးပိုင်းစားပြုမှုကောင်းလေးတွေရောပြီးရင်သူ့ရဲ့မှတ်ဉာဏ်လေးတွေကိုတိုးတက်လာတာလေးရောအဒီပတိလေးလောက်တက်လာတာရောဒီမျိုးလေးတွေအကုန်ရရဲဆိုတော့အရင်ကျင်းတဲ့ပေါ့နော်။ကိုပတ်စံကုန်းနားရီပိုင်းလည်းမ စဉ်းစားပြီးတော့စထားတော့စဉ်းစားရပါတော့ပုံမှန်အချိန်လေးဒီတိုင်းငွေကြေးစုအနေနဲ့ဆိုရင်ငွေကြေးရလဲအဆင်မပြေမှာလဲဆိုရတယ်လေဒါဆိုကလေးကိုထားမဲ့အဲ့လိုချောင်းစရိတ်တွေနဲ့ပေါ့ကိုကအေးရနဲ့တမ်းမမလားပေါ့အဲ့လိုမျိုးလဲစဉ်းစားမိရပေါ့ဒါပေမဲ့အေးရလဲအရန်တန်ပြီးတော့အရန်လဲကိုလေးသူ့ရဲ့ကြားပြန်ရတာရပုံများတယ်လို့ခံစားရတယ်ကိုကလေးရဲ့အဲ့လိုမျိုးလေးအဒီဒီဒီအတန်းထဲမှာသူပြုံးပြုံးရှင်းရှင်းနဲ့အဲ့လိုလိုက်လုံရမြင်လို့ရှိရင်ကိုလေးကိုယ့်ရဲ့ကလေးလေးကအော်ဒီလိုမျိုးလေးလုတ်တက်လာပါလားဆိုကြည့်ပြီးတော့ကျင်းနေကိုကိုကပီတိဖြစ်နေရတာပေါ့